ကချင်ပြည်နယ်မစ်တနာမြို့အောင်နန်းရက်ကွက်နဲ့ရံဘူးရက်ကွက်များမှာတိုက်ပွဲဆောင်ရောက်ရှိနေကြတဲ့ဗမော်မြို့နယ်မှာတိုက်ပွဲဆောင်ပြည်သူများအတွင်ကချင်ပြည်နယ်စိုးရအဖွဲ့ဝင်ဒိုင်းနာရေးရဝင်ကြီးဦးကျော်မင်းခိုင်မှနိုဝင်ဘာလ19ရက်နေ့နနက်ပိုင်းကတွားရောက်တွေ့ဆုံကအခြေခံစားတောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ် ပြည်နယ်တိုင်းနာရေးရာဝန်ကြီးဗမော်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကအောင်နံရက်ကွက်ဤတာကွင်းအတွင်ရှိယာယီခိုလုံးနေထိုင်လျက်ရှိသောအိမ်ထောင်စု90ရိုးအောင်တွားရောက်တွေ့ဆုံကအားပေးစကားများပြောကြားပြီးစံ6ပြီပေါင်းစံ890စီ60ကျပ်သားပေါင်းစီဘူး90ဘူးနဲ့ကျုပ်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်တိုက်ပွဲချောင်မိသားစုများ၏လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးကာတက်ကြီးပုဂ္ဂိုလ်များအတွင်ချီးမြှင့်ထောက်ပံ့ငွေများကိုပေးအပ်ချီးမြှင့်ခဲ့ရလို့သိရပါတယ် falei, okay. အလာဒူရံဘူးရက်ကွက်နေမြေ14နဲ့နေမြေ15အတွင်းရှိယာယီသိန်းချောင်စခန်းနည်းနဲ့စခန်း3ကိုလည်းတွားရောက်ပြီးစခန်းများအတွင်းရှိအိမ်ထောင်စုများနဲ့လိုက်လံတွေ့ဆုံကစခန်းနည်းအတွင်းရှိအိမ်ထောင်စု44စုတို့အတွက်စံ6ပြည်ပါစံ8 44အိမ် C 60ကျပ်သားပေါင်း C 44ဘူးနဲ့ကျပ်ဥများကို၎င်းစခန်း3အတွင်းရှိအိမ်ထောင်စုတရာတို့အတွက်စံ6ပြည်ပါစံ8တရာ C 60ကျပ်သားပေါင်း C ဘူးတရာဘူးနဲ့ကျပ်ဥများကိုထောက်ပံ့ပေးရခဲ့ပြီးတက်ကြီးရွယ်အိုဘူပေါများအတွက်လည်းချီမြှင့်ထောက်ပံ့ငွေများ ကိုပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။